ပါရင်ဖျားရှင်ရဲ့ခြေစတော်ကိုချီးမွမ်းပါရယ်ကျွန်တော်ခြေစတော်ကြောင့်2025ခုနှစ် April 25ရက်နေ့ကိုရောက်ရှိလာပါပြီပို့ဆောင်တော်မူသောဖျားရှင်ကိုကျေးဇူးတင်ပါရယ်နေ့ရက်စတိုင်းကြီးစုသူအားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေကျွန်တော်ယခုမော်ဘီမြို့မှာရှိတဲ့ဥပေါလုဒေါဘန်းတို့နေအိမ်ကနေ live လုပ်နေခြင်းဖြစ်ပါတယ်ကျေးဇူးသူအားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေဆုတောင်းကြပါစို့အဖတ်ဖျားကျေးဇူးတင်ပါရယ် ဒီကနေ့ကြားရမယ့်နှုတ်ကပတ်တော်များဒီဆောက်ဆရာဖြစ်စေပါချစ်ရှိသူအားလုံးကိုကောင်းချီးပေးတယ်နှုတ်ကပတ်တော်အားဖြင့်နတ်နည်းတဲ့တမန်တရားစီနှလုံးသားမှာအမြင့်ဆွဲစေပါကျွန်တော်ပြောခြင်းထက်ကိုရောပြောခြင်းသာဖြစ်စီပါသခင်ယေရှုနာမအားဖြင့်ဆုတောင်းရဲ့ဝေငှပါလေဗျာအာမင်ဖြတ်ရှင်ရဲ့ခြေစတော်ကိုချီးမွမ်းပါလေကျွန်တော်ခေါင်းစဉ်တစ်ခုနားထောင်နေတယ်အဲ့ဒီခေါင်းစဉ်ကတော့ဗာလေဆိုတော့ ယေရုရှလင်မြို့ရဲ့အချားအမိများယေရုရှလင်မြို့ဤအချားအမိများအဲ့ဒါကိုကျွန်တော်တို့ဒီကနေ့နားထောင်နေတာဖြစ်တယ်။ဟောကျမ်းစာထဲမှာယေရုရှလင်မြို့ရဲ့အချားအမိတွေပေါ့နော်အများကြီးရှိတယ်။အဲ့ဒီအချားအမိ12ခုကိုကျွန်တော်နားထောင်မှာဖြစ်တယ်။အဲ့တော့ရှင်းဦးစွာယေရုရှလင်မြို့ရဲ့ အဓိပ္ပာယ်ကနံပါတ်1ငြိမ်သက်ခြင်း၏မြို့တော် The City of Peace လို့ခေါ်သလိုနံပါတ်2ကတော့ငြိမ်ချမ်းစွာတည်ထောင်ခဲ့သည် Founded in Peace လို့လည်းအဓိပ္ပာယ်ရပါတယ်။တော်ဒီယေရုရှလင်မြို့ဟာအလုံးရေးကြီးတဲ့မြို့ဖြစ်တယ်။ဒီယေရုရှလင်မြို့ကိုခေတ်ဆက်ဆက်ကနော်ရှင်ဘုရင်ကအုပ်ချုပ်ခဲ့တယ်။ဒီ986မှာနေပုဂ္ဂနေဇာကဒီယေရုရှလင်မြို့ကြီးကို ်မိရှုဖြတ်စည်းပြီးတော့ဂျူးတွေကိုဘာဘလုံနိုင်ငံကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်။အော်ယေရုရှလင်နဲ့ဘာဘလုံကမိုင်၈00လောက်ဝေးတယ်။အဒီယေရုရှလင်မြို့ကြီးဟာတုတ်တန်တစလို့စိတ်ညံသွားတယ်၊တိတ်ဆိတ်သွားတယ်။ဘုရားလည်းဒီယေရုရှလင်မြို့ဟာဘုရားသခင်ထာဝရဘုရားရဲ့ချစ်ခြင်းကိုခံရတဲ့မြို့ဖြစ်တဲ့ကပြန်လည်စီကားလာတယ်။တော့ဒီယေရုရှလင်မြို့ကိုအချားမီတွေနဲ့ခေါ်ဝေါ်ထားတာကြီးလည်းအများကြီးရှိပါလေ။တော့ဒီသင်္ကန်းစာတည်ကြီးတဲ့ ကြောင့်လည်းကျွန်တော်လိလာဆင်ကျင်နေတာဖြစ်တယ်။ဆိုတော့နံပါတ်1ယေရုရှလင်မြို့ရဲ့အချားမီကရှာလင်မြို့ဖြစ်ပါတယ်။ရှာလင်မြို့အဲ့တော့ကျွန်တော်ခု live ပြောတာကိုအတန်ကောင်းကောင်းကြားရမယ်လို့လည်းယုံကြည်ပါတယ်။နောက်အတန်ကောင်းကောင်းကြားရမယ်လို့ယုံကြည်တယ်။အဲ့တော့ယေရုရှလင်မြို့ကို အချားမီကနံပါတ်1ရှာလင်မြို့လို့ခေါ်တယ်။86ခုမြောက်သောဆာလံပိုင်ငယ်နဲ့ ဘောဇံကံကြီး14အငယ်16က20အထိဖတ်ရင်ဒီယေရုရှလင်မြို့ကိုရှာလင်မြို့လို့ဖော်ပြထားပါတယ်အဲ့တော့ဒါကိုမနေ့ကကျွန်တော်အများကြီးရှင်းပြခဲ့ပြီနောက်နေ့ဒုတိယတစ်ချက်ကတော့ယေရုရှလင်မြို့ကိုသစ္စာစောင့်နေမြို့လို့လည်းခေါ်တယ်ဟေရှာနဂရီဇံကံကြီးအငယ်16ကိုဖတ်ရမှာတော့တွေ့ရမယ် ယေရှုရှင်မြို့ဟာသစ္စာဆောင်သောမြို့ဖြစ်တယ်ဆိုတာကိုပရောဖက်ဂျေဟေရှာယကဖော်ပြထားတာဖြစ်တယ်။ဒါလေးကြောင့်မင်းအများကြီးရှင်းပြခဲ့ပါပြီ။နံပါတ်3ဒီကနေ့နံပါတ်3ကိုဖော်ပြခြင်းနဲ့နံပါတ်3တတိယချက်ကတော့ယေရှုရှင်မြို့ဟိုငါနှစ်သက်တော်သူလို့ခေါ်ပါလေ။ငါနှစ်သက်တော်သူ ထာဝရဘုရားမြတ်သက်ခြင်းခံရတဲ့မြို့လို့ပြောရင်မမှားဘူးဟေရှာနဂရကျမ်းခန်းကြီး62အငယ်၄ကိုဖတ်ကြတော့မှတွေ့ရမယ်ဟေရှာ62အငယ်၄ကိုဖတ်ရင်ယေရှုရှင်မြို့ကဘုရားကိုမြတ်သက်ခြင်းခံရတယ်ဒါလေးကိုကျွန်တော်ဖတ်ပြခြင်းနဲ့ ။သင်ကိုရှင်ပြစ်တော်သူဟု၍၎င်း။သင်မျိုးကိုလူစိတ်ညံသောမျိုးဟု၍၎င်း။နောက်တဖန်မခေါ်ရ။သင်သည်ငါနှစ်သက်တော်သူ။သင်မျိုးသည်လက်ထပ်တော်မျိုးဟု၍အမိကိုရလိမ့်မည်။အာမင်။ဒါကပါလေဆိုတော့ယေရှုရှင်မျိုးဘုရားကပြောတယ်။မင်းအားနဲ့ဟာလာနှစ်သက်ချင်းခံရတဲ့မျိုးလို့ခေါ်ရမယ်။အဲဒီမှာလက်ထပ်ချင်းနေရှိမယ်။နားလည်အောင်ပြောရင်တော့ဘဘူးလုံး ဘယင်နေဘုကနေစာအဖြစ်ဒီယေရုရှလင်မြို့ကြီးဟာဆုံးရှုံးမှုတွေခြေခွဲမှုတွေခံစားရတယ်။ဘာကြောင့်ခံစားရလဲဆိုတော့ယေရုရှလင်မြို့မှာအခက်ဆက်ဆက်အုပ်ချုပ်ခဲ့တဲ့ဘယင်တွေကဘုရားစကားနားမထောင်ဘူးယေရုရှလင်မြို့သူမြို့သားတွေကဒုစိတ်တွေလှုပ်တယ်။ဒါကြောင့်လည်းဘုရားသခင်ကလေဘုကနေစာမင်းလက်ထက်အပ်လိုက်တာ။သို့တော်ညာလေအဲ့ဒီဘဝလုံးနိုင်ငံရောက်ပြီး90ကျော်ပြီးတဲ့အခါကုယုံမင်း King Cyrus သူလက်ထက်မှာဂျူးတွေကယေရုရှလင်မြို့ကိုပြန်လာပြီးဒီဗိမာန်တော်ကြီးကိုတိဆောက်တယ်မြို့မျိုးတွေသူတိဆောက်ချတယ်အစ္စရာတို့နေမိတို့လက်ထက်မှာဆက်သဖြင့်အဲ့ဒီချိန်မှာဒီမြို့ကြီးဟာကြီးကျယ်ခမ်းနားစီပင်တာယာဝပြောလာတယ်။ဒါကြောင့်အဲ့ဒီမြို့ကိုဘာလို့ခေါ်လဲငါနှစ်သက်တော်သူတောင်ဒီကနေ့ချစ်တော်ညီကိုမောင်မတခါလေးကြည်ခွဲဝန်းနေခြင်းတွေများစွာခံစားရတော်냐လေ ဖရာသခင်နှစ်သက်တဲ့အသက်တာပြန်ခံစားရဖို့အရေးကြီးတယ်။တန်ဂျေရုရှလင်မြို့ကြီးဟာစစ်ပွဲတွေကြောင့်ဆုံးရှုံးမှုတွေ၊မိလောင်ပျက်စီးမှုတွေ၊ဒုက္ခတွေများကြီးအဲ့မြို့မှာခံရတယ်။ ါပေမဲ့ဖျားနှစ်သက်ချင်းခံရတဲ့အခါအဲ့ဒီမျိုးမှာစီကားပြီးဝမ်းမြောက်ဖွယ်ရပြန်ဖြစ်ပါမယ်အဲ့တော့ဒီကနေ့သင်သက်တာမှာလေခြေခွဲဇာတိဝမ်းနေဇာတိဆုံးရှုံးဇာတိပင်မနာတိရှိကောင်းရှိမယ်ကိစ္စမရှိဘူးသင်ရဲ့နှလုံးသားအသက်တာဟာယေရုရှလင်အသက်တာကဲ့သို့ဝန်ခံပါကဖျားသခင်နှစ်သက်ချင်းကိုတနည်းပြန်ခံစားရမယ်ဆိုတာကိုဒါလေးကိုအားပေးချင်တယ် ။အောင်ကျမ်းစာထဲမှာတခေရှုနှစ်ချင်းခံတဲ့အခါယော်ဒန်မြစ်မှာနှစ်ချင်းခံတယ်။အဲ့တော့ဒီယော်ဒန်မြစ်မှာတခေရှုနှစ်ချင်းခံတဲ့အခါမှာကောင်းကင်ကနေပြီးတော့တရှင်တော်ဝင်တော်ကဂျိုးငတ်ခဲ့လို့နော်စင်တတ်တယ်။အဲ့ဒီချိန်မှာကောင်းကင်ကနေအတန်လာတယ်။ဤသူကငါနှစ်သက်မြန်လို့ရငါဤ ချစ်သားပေသည်အဲ့တော့ကျောင်းသားမှာဖခင်တကယ်နှစ်သက်ချင်းခံရတယ်လို့ပြောခြင်းခံရတယ်ထဲမှာဘယ်သူပါလဲသခင်ယေရှုခရစ်တော်ပါပဲဘယ်သူပါလဲယေရုရှလင်မြို့ပါပဲဘယ်သူပါမလဲဒီနေ့သင်နဲ့ကျွန်တော်ပါဖို့လိုတယ်ဒါကဒီနေ့နံပါတ်3ဒီယေရုရှလင်မြို့ဟာငါနှစ်သက်တော်သူဒီနေ့လောကကြီးနှစ်သက်အောင်နေပြတော်သူ မဖြစ်စေနဲ့ လောကကြီးကချက်အောင် နေတတ်သူမဖြစ်စေနဲ့ဖယားသခင်နှစ်သက်အောင်ဖယားသခင်ချက်အောင်နေတတ်သောသူဖြစ်ဖို့နံပါတ်3နေနဲ့အားပေးခြင်းနဲ့ဒါကြောင့်ယေရုရှလင်မြို့ကိုငါနှစ်သက်သောသူလို့လည်းခေါ်ပါတယ်ဟေရှာ60နှစ်အငယ်၄ကိုဖတ်ရင်ကျွန်တော်မှတွေ့ရမှာဖြစ်တယ်ဒါယေရုရှလင်မြို့ရဲ့အခြားမီတတိယတစ်ခုပြောပါဆိုရင်ငါနှစ်သက်သောသူဖြစ်တယ်နံပါတ်4ဇေရုထတစ်ချက်ယေရုရှလင်မြို့ရဲ့နောက်အမိတစ်ခုကတော့ထာဝရဖျားဤပလင် ။ဒါပြောခြင်းနဲ့ထာဝရဘုရားဤပလင်လောကပလင်မဟုတ်ဘူးဒုစရိုက်ရဲ့ပလင်မဟုတ်ဘူးတမတ်ချင်းနေသွေးသားတမတ်ချင်းနေရဲ့ရစ်ပလင်မဟုတ်ဘူးထာဝရဘုရားကြီးပလင်အဲ့ဒါဘယ်မျိုးလဲယေရုရှလင်မြို့ယေရုရှလင်အဲ့ဒါကိုယေရမိအနာဂတ်ကြီးကျမ်းအခန်းကြီး3အငယ်16ကိုဖတ်ရင်တွေ့ရမယ်ယေရမိနာဂတိကျမ်းအခန်းကြီး3အငယ်16ကျွန်တော်နိုင်ငယ်လေးဖတ်ပြီးကြပါလေ ထိုကယေရုရှလင်မြို့ကိုထာဝရဘုရား၏ပလိုဟု၍ခေါ်ရကြလိမ့်မည်လူမျိုးပေါင်းတို့သည်ထာဝရဘုရား၏နာမတော်ကိုအမိပြု၍ထိုပလင်တို့စီဝေးကြလိမ့်မည်အာမင်ယေရိအနာဂတိကျမ်းခန်းကြီး3အငယ်18ဟောယေရုရှလင်ကဘုရားပလင်လို့လည်းခေါ်လဲထာဝရဘုရား၏ပလင်ဒီကနေ့ချက်တော်ညီကိုမောင်မဒါဘာကိုပုံဆောင်လဲဆိုတော့တင်းနဲ့ကျွန်တော်ရဲ့သက်တာဟာ ်စာရန်ရဲ့ရစ်ပလင်မဖြစ်ရောက်လောကရဲ့ရစ်ပလင်မဖြစ်ရောက်သွေးသားရဲ့ရစ်ပလင်မဖြစ်ရောက်စိတ်ဆန္ဒတွေရဲ့ရစ်ပလင်မဖြစ်ရောက်ထာဝရဘုရားရဲ့ရစ်ပလင်ဖြစ်ရောက်တော်ဒီကနေ့ကျွန်တော်ရဲ့နှလုံးသားကျွန်တော်သက်တာဟာယေရုရှလင်သက်တာဖြစ်ရင်ဘာပလင်ဖြစ်မလဲထာဝရဘုရားရဲ့ရစ်ပလင်တော်ဒီကနေ့ရစ်ပလင်ပလင်ဆိုကြတဲ့ထာဝရဘုရားရဲ့ပလင်ဆိုကြတဲ့ဘသူကိန်းအောင်လဲထာဝရဘုရားကိန်းအောင်လဲဟောထာဝရဘုရားကိန်းအောင်တဲ့အရက်မှာရင်သက်ချင်းရှိတယ် ဖျက်ကင်းအောင်တဲ့ရက်မှာနမိတ်လက္ခဏာရှိတယ်။ဖျက်ကင်းအောင်တဲ့ရက်မှာသတ္တာချင်းရှိတယ်။ဖျက်ကင်းအောင်တဲ့ရက်မှာပြမန်းချင်းဝေးတယ်။ဖျက်ကင်းအောင်တဲ့ရက်မှာ လုံခြုံမှုရှိတယ်။ဖျက်ကင်းအောင်တဲ့နေရာမှာအနာဂတ်တွေရှိတယ်။ဖျက်ကင်းအောင်တဲ့နေရာမှာဘဝလှပ်ပါမှုတွေရှိတယ်။ဒါဒီနေ့သင်အသက်တာသင်နှလုံးသားသင်အိမ်ဒီယေရုရှလင်မြို့ကဲ့သို့ထာဝရဘုရားရဲ့ရစ်ပလင်ဖြစ်ပါကထိုနေရာမှာဘုရားရဲ့အသံနေရာထွက်နေပြီ သင်ရှိရာအရမှာဖရာရဲ့အတန်ထွက်မယ်။ဒါကြောင့်ဖရာရဲ့ရစ်ပလင်ဖြစ်လို့။ဒါကလေးကလေးလောကမှာသင်နေထိုင်တဲ့အခါမှာနေ့စဉ်သင်အိမ်ဒီဘုသူ့ရဲ့ပလင်ဖြစ်ရမလဲ။ထာဝရဘုရားရဲ့ပလင်ဖြစ်ပါစေ။သင်သက်တာဒီထာဝရဘုရားရဲ့ပလင်ဖြစ်ပါစေ။သင်ရဲ့နှုတ်ဒီထာဝရဘုရားရဲ့စကားဖြစ်ပါစေ။သင်ရဲ့အတွေးဒီထာဝရဘုရား အရှိမတန့်ရှင်းတဲ့အတွေးတွေဖြစ်ပါစေ။သင်ရဲ့ပြောတဲ့လှုပ်ဆောင်မှုအလုံးဟာသာရဖျားနှစ်သက်တဲ့အရာဖြစ်ပါကအဲဒီနေရာမှာဖျားရဲ့အတန်နဲ့ကောင်းကြီးခံစားရမှာဖြစ်တယ်။ဒါဝင်ကင်းယေရုရှလင်မြို့ရဲ့ဇရုတ်ထအမိသည်သာဖျားရစ်ပလင်လို့အဓိပ္ပာယ်ရတယ်။ဒါဝင်ကင်းကျွန်တော်အသက်တာမှာသာဖျားရစ်ပလင်ကဲ့သို့အသက်တာခန္ဓာစိတ်ဝိညာဉ်ကိုပေးထားပါကထိုရစ်ပလင်မှာထိုဖျားကကိန်းအောင်ပြီးကောင်းကြီးပေးမှာဖြစ်ကြောင်းဖော်ပြရင် နောက်ဆုံးဖြစ်ပြလေးတခုပြောပြီးနေကုန်းချုပ်ဖြစ်နေတကယ်တော့လေသမိုင်းတယောက်ကသူတနေ့လုံးကောက်ရိုးပုံတွေကိုသူရှင်းပါလေကောက်ရိုးပုံကြီးကလည်းအကြီးကြီးပဲအဲဒီကောက်ရိုးပုံကိုသူရှင်းပြီးသွားတဲ့အခါညနေစောင်းတဲ့အခါသူအိမ်ပြန်ဖို့လုပ်တဲ့အခါအကြီးကြီးပြဿနာတခုတက်တယ်အဲ့ဒါဘာလဲဆိုတော့သူရဲ့နာယီကသူလက်ပတ်နာယီကအဲ့ကောက်ရိုးပုံထဲမှာချက်ဟန်ခဲ့အဲ့ဒါနဲ့အိမ်သားမှာကစားနေတဲ့ကလေးတွေကိုခေါ်ပြီးကလေး၃ယောက်လောက်ကို ကဲဘာလို့ဒီကောင်ရုံးပုံထဲမှာငါရဲ့လက်ပတ်နာရီကြံခဲ့တယ်။ဒါတော့ဒီကောင်ရုံးပုံထဲကနေလက်ပတ်နာရီကိုရှာပေးရင်2 dollars နှစ်ဒေါ်လာပေးမယ်။မင်းတို့တယောက်ကို2 dollars ပေးမယ်ရှာပေး။အားရှင်မခလေး၃ယောက်ကရှာလားမတွေ့ဘူး။ကောင်ရုံးပုံကြီးကတော့ပြိုတော့မယ်။အားရှင်မခလေးလေးတယောက်ကပြေးလာပြီးတော့အဲ့ဒီတဲ့ကိုကြားလို့ကျွန်တော်က4 dollars ပေးပါတယ်ကျွန်တော်ရှာပေးမယ်။အားတော့ဒီကလည်းမကြီးကပြောတယ်ဒီခလေး မြောက်တောင်2ဒေါ်လာစပီတာမတွေ့ဘူးကွာမင်းကဖြစ်နိုင်ပါမလားအဖြစ်မယ်တဲ့ကျွန်တော်ရအောင်ရှာပေးမယ်အဲဒီချိန်မှာပဲတကယ်ပဲကဲလက်မကြီးကပြောတယ်ကဲပြီးမယ်ကွာရှာကွာဆိုတော့အဲဒီရှာမဲ့ကလေးလေးကအားလုံးပြောတယ်အဲကလေးကသက်ရှစ်နှစ်သားလေးအားလုံးတိုးတိုးနေခိုင်းအဲဒီမှာတိတ်တိတ်လေးနေကောအဲကလေးကကရုံးကိုပတ်ချစ်ပတ်ချစ်ပြီး3မိနစ်လောက်ကြာတဲ့အခါအဲဒီနာယိုသူဆွဲထုတ်လာခါရတဲ့လက်မကြီးကအောင်းသွားတယ် ဟာမင်းဒီကောင်ရိုးပုံကြီးမှာဒီနာယူ3မိနစ်တွေ့မဲ့ဘယ်လိုရှာပါလဲအဲ့တော့အဲ့ကလေးကပြောတယ်အော်ဒါအန်ကယ်လွယ်ပါလေအန်ကယ်နာကြီးကတံပတ်နာကြီးတံပတ်နာကြီးဆိုအတံမီတယ်လीအဲ့လိုအတံမီတယ်တောင်းတော့ကျွန်တော်တိတ်တိတ်နေခိုင်းတာဘာမို့အဲ့အတံနားဆွဲနေတာအဲ့ဒီအတံရှိတဲ့နေအောင်ကျွန်တော်လက်နိုင်လိုက်တာနာကြီးရှိတယ်နောက်ဆုံး3မိနစ်တွေ့အဲ့ကောင်ရိုးပုံမှာအဲ့နာကြီးကပေါင်နားဆွဲတာအတံဒီနေ့ချက်တော့ညီကောင်မောင်မ ကလေးတယောက်တော့နာယီရှာတာတိတ်စိတ်ပြီးအတန်ကိုနားဆွဲတော့နာယီတန်းရတယ်ကောက်ရိုးပုံနဲ့ပြောက်နေတဲ့နာယီကအတန်ကြောင့်ပြန်ရလာဒီကနေ့ယေရုရှလင်မြို့ကထောက်ဖျားရရစ်ပလင်ထောက်ဖျားရပတ်လင်ဒီနေ့ကျွန်တော်တက်တာထောက်ဖျားရပတ်လင်ဖြစ်ပါကထောက်ဖျားအတန်ရှိထောက်ဖျားအတန်ရှိတဲ့နေရာမှာတင်ပေါ်မှာပျောက်သွားတဲ့ကျမချင်းနေတင်ပေါ်မှာပျောက်ဆုံးသွားတဲ့ဆုံးရှုံးမှုတွေတင်ပေါ်မှာပျောက်ဆုံးသွားတဲ့မိသားစုနဲ့သက်ဆိုင်တာတွေအကုန်ပြန်ရလာမှဖြစ်တယ် ဒါပေမဲ့အဲ့အတန်ကိုကျွန်တော်နားဆွဲမှအဲ့ဒီရစ်ပလေမှာထိုင်နေထိုးဖျားကထိုးအတန်ရှင်ကတာဝန်ယူမှာဖြစ်တယ်။ဒါယေရုရှလင်မြို့ရဲ့စရုတ်ကနာမည်ဒီငန်တဲ့သတ်တော်သူ sorry တတိယနာမည်ဒီငန်နဲ့သတ်တော်သူစရုတ်ကနာမည်ဒီထာဝရဖျားရဲ့ပလေဒါယေရုရှလင်မြို့ရဲ့အချားမီ၁၂ခုမှာနံပါတ်၁ ယေရုရှလင်မြို့ရဲ့အခြားမိသည်ရှာလင်မြို့နံပါတ်1တစ္ဆာဆောင်သောမြို့နံပါတ်3ငါနဲ့သက်တော်သူနံပါတ်4ထာဝရဘုရားရဲ့ပလင် တောင်ဒီကျွန်တော်တက်တာဒီထောက်ပြရဲ့ပလင်ဖြစ်ပါကထောက်ပြရဲ့အတန်ရှိပါကသူ့အတန်ထဲမှာတင်ပြောက်ဆုံးသွားတာတွေအားလုံးပြန်လေရလာမှာဖြစ်တယ်ကျွန်တော်ရောက်ချင်းစီတိုင်းဖြတ်ရှင်တာပြီကောင်းချီးပေးပါစေ God bless you all ဒီတဲ့ချင်းရှိပါစေကျွန်တော်ချင်းညာဆရာကတော့နှစ်ဖာကျွန်တော်26ရက်4လ2025နာနာ6နိုင်ခွဲမှာကျွန်တော်ချက်ပြင်းယုံကြည်ခြင်းနဲ့ချက်သိတော့မှာအာယုံဥပ္ပုကိုကိုခြင်းရှိပါလေကျွန်တော်ပဲနှုတ်ကတော်ဝင်ခဲ့မှာဖြစ်တယ်အားလုံးလာနိုင်ဖို့လို့ချွေးစွာချူစွာသူ28ရက်4လ2025 ညနေ9:00နာရီခွဲမှာကျွန်တော်ချက်ရင်းယုံကြည်နေချင်းတဲ့မှာတနေ့ကနေနေ့ပုံမှန်ဝင်ပြီး9:00ချင်းရှိပါတယ်ကျွန်တော်ဝေဓမ္မဒေသနာဝင်ခါမှာဖြစ်တယ်9:00ဆို praise and worship ဆက်ပါတယ်အလုံးကိုနှွေးထွေးစွာကျူစွာနေနဲ့ပြပပရိသတ်တွေအတွက်တော့ Sunday မှာဒီ page ကနေပဲ live link ပေးမှဖြစ်ပြီး YouTube သမားတွေအတွက်လည်း live link ပေးမှဖြစ်သလိုလာမယ်တနင်္လာနေ့28ရက်4လ2025မြန်မာစံတော်ချိန်ညနေ3:00နာရီခွဲမှာဒီကောင်းစဉ်ကိုပြန်လည်ပြီးစင်ကျင်ခေါ်အားယူနောက်ထောင်မှာဖြစ်တဲ့ဒိနေချစ်ရှုသူအားလုံးကိုဖြတ်ရှင်ကောင်းချီးပေးပါစေရင်သက်ချင်းရှိပါစေစွတ်တောင်းကောင်းချီးခံယူကြပါစို့ခမီးတော်သားတော်သားရှင်တော်ဝိညာဉ်သုံးပါးစုဖျားထံတော်ပါမကောင်းချီးပြပြသည်ချစ်ရှုတဲ့ online ပိတ်သက်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့သကောက် ဒီနေ့မွနေ့ကြောက်တဲ့မွနေ့ရှင်အားလုံးပေါ်သောကောင်မင်္ဂလာနဲ့ပတ်လည်ကြောက်သောသူအားလုံးပေါ်သောကောင်ဘုန်းတော်ဝန်စားတဲ့ကရော့ပတ်ချိမ်းစ်ဒီနေ့သူရဲ့ဇာပနာအစီအစဉ်ကိုကောင်းမွန်စွာဖြစ်ဖြစ်လောက်ခွင့်ရသလိုကျရှိတဲ့သူမိခင်နဲ့တကွာသူအကိုကြီးဖြစ်တဲ့ဒေသရှင်ဆောင်းမျိုးနဲ့မိသားစုများနှစ်သိမ့်မှုရရှိခြင်း ဒီဖေဂျိမ်းဆက်ညီကောင်မမများမဆက်သက်ဆိုင်သူအိမ်သူအိမ်သားအားလုံးတို့နှစ်သိမ့်ချင်းခွန်အားသည်နှုတ်ဘတော်အဖြစ်တက်ရောက်စေသလိုဒီကနေ့ဘုရားဝန်စားတဲ့သူအသီးသီးရဲ့ချက်ရှိတဲ့မိသားစုတွေနှစ်သိမ့်မှုရရှိခြင်းလောယဟမင်းကြီးဂျွန်ဘောလောယဟမင်းကြီးဂျွန်ဘောဘုရားဝန်စားခြင်းမှာလေတကယ်လို့ဝန်ရင်ချီခွဲခဲ့သလို ဒီကနေ့လေပေါ်ရမင်းကြီး Francis ဘုရားဝန်စားခြင်းကြောင့်တစ်ကဘာလုံးဝန်နေချေခွဲလေးပေါ်ရမင်းကြီးကိုကာရဝပြုပြီးအောင်မီသတိရနေတဲ့ဓမ္မပရိသတ်များအားလုံးပါလေနှစ် မှုခွန်အားကိုရရှိခြင်းနဲ့ကွာတတခြင်းခွန်အားတို့သည်အွန်လိုင်းပရိသတ်သည်သည်ပေါ်သို့တကောင်းဒီကနေ့လဲဥပ္ပလူတပန်းတို့မိသားစုမှလည်းချမ်းမာခြင်းနဲ့ဆိုင်တဲ့ကောင်းကြီးဆမအန်ဂျလာအန်ဂယ်ဆေမီယာအန်ဂယ်ဒေးဗစ်တို့မှဆမိသားစုဝင်သည်သည်ပေါ်သို့တကောင်းချီးရှူနေတဲ့အွန်လိုင်းပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့တကောင်းသူသည်ကျွန်တော် ဆိုင်ချီအင်ကုန်းချီဝါမှာတိဆောက်နေတဲ့ခရီးပြည်စုပြောထောင်ရေးဂီယာရဲ့အွန်လိုင်းခတ်နေတဲ့အရာတို့တိဆောက်ချင်းအောင်မြင်စွာပြီးဆုံးခြင်းနဲ့တကွာကျွန်တော်တို့တော့တာဝန်ပြုရေးအင်္ဂန္တာတိတိမှဘာဝန်သူတိတိပေါ်သို့၎င်းချီရှုတဲ့အွန်လိုင်းပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့ခြင်းမှစာရွေးကာလဆင်းမြဲကောင်းချီးပြပြတက်ရောက်တိရှိတည်နေပါစေတော့အာမင် ကျေးဇူးတင်ပါတယ်ကျေးဇူးသူအားလုံးကိုဖြတ်ချင်တာပြီးကောင်းချီးပေးပါစေတိတ်တချင်းရှိပါစေဒီလိုအားလုံးကိုသိချစ်တယ်ဒီလိုတို့အမြဲဆုတောင်းပေးလေရှိပါတယ်ပြန်လည်တွေ့ဆုံကြပါစို့ God bless you all